လက်ဝိတ်ကျိုးဝိုင်းပေါ်မှာဘရင်ဖြစ်နေခဲ့တဲ့ကျင်းတောင်တွင်ကတန်ရှင်းရင်တမဇလန်လီရဲ့အစမှာတော့ရုရှားနိုင်ငံကလုံခြုံရေးအမြင့်ဆုံးအကျဉ်းထောင်ဘလက်ဟေးအထက်မှာအကျဉ်းသားတွေကပါစီမင်းစည်းကမ်းမှမရှိတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့မြေရောက်တိုက်ပွဲတွေမှာအပါဝင်ခဲ့ကြပါတယ်။ဒီတရားမဝင်ပြိုင်ပွဲတွေကိုဂါဂါလို့ခေါ်တဲ့အင်အားကြီးမားတဲ့ရာဇဝတ်ဂိုင်းကောင်းတော်တယောက်ကထိန်းချုပ်ထားပြီးတော့သူကသူ့ရဲ့အကောင်းဆုံးဖိုက်တာတွေနဲ့လောင်းကစားလုံရင်နဲ့အစည်းအိမ်တွေကိုတိုးပွားလာအောင်လုပ်နေတာပဲဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်မှာတော့သူ့ရဲ့ကျယ်ပွင့်ချန်ပီယံဖြစ်တဲ့ Villa Di Marzio ကသူ့ရဲ့ခွန်အားကိုထပ်ပြီးတော့ပြသခဲ့ပါတယ်။ဂါဂါကတိုက်ပွဲကိုဂျီနက်စွာကြီးရှုနေတဲ့ထောင်မှုနဲ့တိုက်ခိုက်ရေးသမားရဲ့လူမဆန်တဲ့ခွန်အားကြောင့်ဆွေးနွေးကသူ့ရဲ့လက်ထောက်ကိုပတ်စံပေးပြီးတော့အစားစရာဝယ်ခိုင်းလိုက်ပါတယ်။လက်ထောက်ကသူ့လက်ထဲကနေပတ်စံတည်းရဲ့လွတ်ကျသွားတဲ့အခါမှာတော့ကျမ်းမင်ကိုတုံနေတဲ့မတန်ဆွမ်းတဲ့ဂျင်းသားဟောင်းပိုးအကြီးကဒါကိုတတိထားမိပြီးတော့လှမ်းခေါ်ခဲ့ပါတယ်။ကာကာကရေရေမောမောနဲ့သူ့ကိုပတ်စံတွေယူထားခိုင်းခဲ့ပေမဲ့အဲ့ဒီကျင်းသားကမထီမဲ့မြင်ပြုတ်ကငင်းဆန်လိုက်ပါတယ် တကယ်တော့အဲ့ဒီလူကတာမန်တန်ရှင်ရေးသမားတယောက်မဟုတ်ဘဲနဲ့ယူရီဗိုက်ကပဲဖြစ်ပါတယ်။သူကတစ်ချိန်ကဒါနာဟီလာဖိုက်တာတယောက်ဖြစ်ခဲ့ပေမဲ့လည်းသူ့ရဲ့နောက်ဆုံးတိုက်ပွဲမှာပြင်းထန်တဲ့ဒုတန်ရာရခဲ့တဲ့အတွက်ပွားပစ်ခဲ့ရတာပဲဖြစ်ပါတယ်။တစ်ချိန်ကတကဘာလုံးကြောင်းရခဲ့ရတဲ့သူကအခုတော့တိတ်ဆိတ်တဲ့လူတယောက်ဖြစ်နေခဲ့ပါတယ်။ဘောင်းနယ်15နှစ်ကျန်နေသေးတဲ့အတွက်နှစ်လျှော့ပေးဖို့တောင်းဆိုတဲ့ဗိုက်ကာရဲ့နောက်ဆုံးအယူခံကလည်းပေချခံလိုက်ရပါတယ်။ အခန်းထဲမှာသူကလေးကျင်ကန်လှုပ်ဖို့ကြိုးစားနေခဲ့ပြီးတော့သူ့ရဲ့အားနဲ့နေတဲ့ခြေထောက်ကိုလည်းပြန်လည်တံမာလောင်တန်ရှင်းကိရိယာတွေနဲ့ပြင်းပြတဲ့စိတ်ဆန္ဒကိုအသုံးပြုခဲ့ပါတယ်။အရင်ကသူ့ရဲ့ဂုံချက်တွေကိုတတိယနေတဲ့စိတ်ကမိလိုမျိုးတောက်လောင်နေခဲ့ပါတယ်။ဒီမှာတော့ဂါဂါကသူ့ကိုလာရောက်တွေ့ဆုံပါတယ်။ဘိုင်ဂါကသူ့အတွက်တချိန်ကပတ်စံတွေအများကြီးရှာပေးခဲ့တာကိုဂါဂါကအသိမှတ်ပြုကလေးစားမှုနဲ့အတူအခွင့်အရေးအစ်စ်ကိုလည်းကမ်းလှမ်းခဲ့ပါတယ်။ဝူကောင်းတဲ့နေရာအခန်းနဲ့ကျင်းတော်စာကြီးတိုင်းမှာလှုပ်လှုပ်ခွင့်ရဖို့အထီကိုလှုပ်ပေးခဲ့ပါတယ်။ ဒါမှမဟုတ်လေဘွယ်ကာကဒီနှစ်သိမ့်မှုတွေကိုညှင်းပယ်လိုက်ပါတယ်။သူကတော့တကူရီတော့လိုအပ်ချက်အနေနဲ့ကျိုးဝိုင်းထဲမှာပြန်လည်တိုက်ခိုက်ခွင့်ကိုပဲတောင်းဆိုနေခဲ့ပါတယ်။ဒါမှမဟုတ်ကာကာကခေါင်းခါလိုက်ပြီးတော့ကြာကျုံးသွားတဲ့ချန်ပီယံကအစင်သစ်ပြန်မဖြစ်သေးဘူးလို့ယုံကြည်နေခဲ့ပြီးတော့ဇီးကော့ကိုအနိုင်ရဖို့တောင်မဖြစ်နိုင်ပဲနဲ့နိုင်ငံတကာဆင်မြင့်မှာဆိုရင်လုံးဝအခွင့်အရေးမရှိတော့ပြောလိုက်ပါတယ်။မကြခင်မှာပဲဘလက်ဟေးမှာနောက်ထပ်သွေးထွက်တန်းရိုးတွေဖြစ်ပွားတဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဇီးကော့ကပြန်ပွဲမှာသူ့ရဲ့ပြန်ဘက်ကိုအကြမ်းဖက်နှီးလိုက်တဲ့ခြေမုန်းခဲ့တာပဲဖြစ်ပါတယ်။ အနီးနားတနေရာမှာတော့ Viger ကသူ့ရဲ့လှူရှားမှုတိုင်းကိုတိတ်တဆိတ်လေးလာနေခဲ့ပါတယ်။သူကအခန်းစီပြင်းပြတဲ့ဇုံပြချက်တွေနဲ့ပြန်သွားခဲ့ပြီးတော့ဒဏ်ရာရနေတဲ့ခြေောက်ကိုလည်းအရင်ကထက်ပိုပြီးပြင်းထန်စွာတွန်းအားပေးကလေ့ကျင့်နေခဲ့ပါတယ်။မေလော့ခံနေရတဲ့စစ်တီတော်ကသူ့ရဲ့အချိန်ရောက်လာတော့မယ်ဆိုတာသိနေခဲ့ပါတယ်။နောက်ထပ်ပြိုင်ပွဲနီးလာတာနဲ့မျှသူကသူ့ရဲ့ရွေးချယ်မှုကိုရှင်းရှင်းလင်းလင်းပြုလုပ်ခဲ့ပြီးတော့ရှေ့လျားနေတဲ့ဇပင်တွေကိုလည်းရိတ်ပစ်ကလဝိတ်စင်မော်ကိုပြန်တက်ဖို့စဉ်နှင်းဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ချင်းကြာကြီးစောင့်မျှော်နေခဲ့တဲ့ပြိုင်ပွဲနီးကိုရောက်လာခဲ့ပါပြီ။ ဒီချိန်မှာနိုင်ရတဲ့သူကဘလက်ဟေ့ကျင်းတော်ရဲ့ချန်ပီယံဖြစ်ုံနဲ့မကဘဲနဲ့အနိုင်ရသူကပထမဆုံးနိုင်ငံတကာပြိုင်ပွဲမှာနေရာရရှိမှာ ဖြစ်ပြီးအဲဒီကရမယ့်ဆုကလည်းလွတ်လပ်ခွင့်ဖြစ်တဲ့အတွက်အနိုင်ရသူဟာသူ့ရဲ့လွတ်မြောက်မှုအတွက်တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ပွဲကကဒီခွင့်ရေးကိုလက်လော့ခံမှုညှင်းဆန်လိုက်ပါတယ်။သူကရှေ့ကိုတိုးထွက်လာခဲ့ပြီးလက်ဝိတ်စင်ပေါ်ကိုလည်းရှေ့ဦးနဲ့ဝင်ရောက်လာကလက်ရှိချန်ပီယံဇီကော့ကိုလည်းရဲရဲဝံ့ဝံ့စိန်ခေါ်ခဲ့ပြီးတော့သူ့ရဲ့ရည်ရွယ်ချက်ကိုလည်းပြသခဲ့ပါတယ်။ အဆောင်တွေကဘိုင်ကာကိုဆွဲထုတ်ဖို့အမြန်ရောက်လာခဲ့ပေမဲ့လည်းဒဏ်ရာရနေတဲ့စစ်ပြန်ကြီးကဒီတိုက်ပွဲမှာအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ဂါဂါကယုံကြည်နေတဲ့အတွက်တိုက်ခိုက်ခွင့်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘယ်သူမှမျှော်လင့်မထားပေမဲ့လည်းဘိုင်ကာကထက်မြက်ပြီးတော့ပို့ပြီးအားကောင်းနေခဲ့ကစီကောက်ကိုလည်းတမနဲ့အတွင်းမှာချိန်မုံပစ်ခဲ့ပါတယ်။ဒီအားလည်းကြောင့်ကိုလိုနီဘာကလည်းပါဇက်ဟောင်းသားတွေဖြစ်လောက်တဲ့အထိကိုတုံ့လောက်သွားခဲ့ကြပါတယ်။တချိန်ကထိလို့မရတဲ့ချန်ပီယံကလဝိတ်စင်ပြင်ဘက်မှာတတိလက်လဲကျသွားခဲ့ပြီးတော့ အကျဉ်းသားတွေကလည်းချန်စီယိုတွေရဲ့နောက်ွယ်ကနေအော်ရဲ့ကြွေးကြော်ရင်နဲ့ဘွိုင်ကာကိုသူတို့ရဲ့ဘရင်အသစ်ဖြစ်ကြီးမြောင်နေခဲ့ကြပါတယ်။မကြခင်မှာပဲဘွိုင်ကာကိုဆောင်းရှောက်တွေနဲ့နေဆက်ကိုဖျက်ကျော်ပြီးဂျော်ဂျီယာနိုင်ငံစီကိုပို့ဆောင်ကဒုံကျွင်းအမည်ဆုံးကျင်းတောင်ဖြစ်တဲ့ကော်ဂွန်ကိုပို့ဆောင်ခဲ့ကြပါတယ်။တချိန်တည်းမှာပဲနီနာကဇင်ကန်ဟိုတယ်မှာနိုင်ငံတကာပြိုင်ပွဲမှာပါဝင်မဲ့လူမိုက်ခေါင်းဆောင်တွေစုဝေးနေခဲ့ကြပါတယ်။သူတို့ထဲမှာတော့သူပြိုင်ပွဲရဲ့ခွင့်ရေးကိုတန်တရားဖြစ်နေတဲ့ဂါဂါလည်းပါဝင်နေခဲ့ပါတယ်။ ဂျော်ဂျီယာကကျင်းတော်ထဲမှာတော့ထောင်မိုးကက်ကအသေးရောက်ရှိလာသူတွေကိုတန်းစီစစ်ဆေးနေခဲ့ပါတယ်။ဖိုက်တာအများစုကတိတ်ဆိတ်ပြီးနာခံနေခဲ့ကြပေမဲ့တာဘူဆိုတဲ့ရဲရင်တဲ့အမေရိကန်တအူးကတော့အကုန်လုံးကိုအနိုင်ယူပြီးတော့လွတ်လပ်တဲ့လူအဖြစ်ကိုကော်ဂွန်ကနေတန်းတန်းမတ်မတ်ထွက်သွားဖို့ရည်ရထားကြောင်းရှင်းရှင်းလင်းလင်းကိုထုတ်ပြောနေခဲ့ပါတယ်။အကျဉ်းသားတွေပြင်ဆင်နေချိန်မှာအင်အားကြီးမတဲ့ဂျော်ဂျီယာရာဇဝတ်ခိုင်းကောင်းဆောင်မစ္စတာရီဇိုကလာရောက်လည်ပတ်တဲ့ခေါင်းဆောင်တွေကိုခန်းထားတဲ့ညသာစားပွဲနဲ့အိတ်ခံပြီးတော့သူ့မျိုးကနေကြိုးစိုးနေခဲ့ပါတယ်။ နောက်တစ်မိနစ်မှာတော့ဒေါ်မူကစည်းကမ်းတွေကိုချမှတ်ပါတယ်။နေတိုင်းဖိုက်တာတွေကိုလေ့ကျင့်ဖို့တနားရီခွင့်ပြုမှာဖြစ်ပေမဲ့လည်းအဲ့ဒီမတိုင်ခင်မှာသူတို့ကပြင်းထန်တဲ့အလုပ်ကြမ်းလုပ်ရမှာပဲဖြစ်ပါတယ်။ထောင်မူကသူတို့ကိုတန်ကျိုးခတ်ပြီးတော့တောင်ပေါ်ကကြောင်မိုင်းတွင်တစ်ခုစီကိုသွားခိုင်းပါတယ်။မာနာရီပြည့်နေစေဖြစ်တဲ့တာဝူကတော့တိတ်ဆိတ်စွာနေဖို့ငင်းဆန်ခဲ့ပြီးကြောက်တူးရမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းစောင့်နေနဲ့ညှင်းပွားနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကိုလံဘီယာတိုက်ခိုက်ရေးသမားရောကကြောက်ခွဲမဲ့စားထိုင်ကုန်မှာခွင်တူးကန်တို့နားယူနေတဲ့အခါမှာတော့ ဂျန်တဲ့သူတွေကဘာလို့သူ့ကိုချမ်းသာပေးထားတာလဲဆိုတာကိုသိကျင်နေခဲ့ကြပါတယ်။ဒါဘူကဘိုက်ကာရဲ့အေးစစ်တဲ့မကျင်တတ်တဲ့အကြည့်ကိုတတိထားမိသွားတဲ့အခါမှာတော့သူ့ရဲ့ဒေါသကိုဘိုက်ကာစီကိုလွတ်ပေးခဲ့ပေမဲ့လည်းအဆောက်တွေကတိုက်ပွဲမဖြစ်ခင်ဝင်ရောက်တားဆီးခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့ပထမဆုံးတရားဝင်တိုက်ပွဲမတိုင်ခင်လေးကျင်နေတော့ဒါဘူကဘိုက်ကာကိုဆက်လက်ရန်ဆာနေခဲ့ပါတယ်။ဒါမဲ့ဘိုက်ကာကတင်းငိန်နေခဲ့ပြီးတော့သူ့လဲခွက်ကိုလက်ခံဖို့လည်းငင်းဆန်နေခဲ့ပါတယ်။ အသက်ရောက်လာတဲ့သူအများစုကပြင်းပြထန်ထန်လေ့ကျင့်နေကြမှာတော့ကိုလံဘီယာချန်ပီယံရောကလမ်းကြောင်းတစ်တစ်ခုကိုကျွေးချယ်နေခဲ့ပါတယ်။သူကသူ့ရဲ့ခွန်အားကိုခြွေထားခဲ့ပြီးလေ့ကျင့်ခန်းလုံးမဲ့စားသူ့ရဲ့တတိကဘယ်သူမှမသိအောင်ပေးထားတဲ့စွမ်းဆောင်ရည်မြင့်တင်ဈေးတွေပါတဲ့တစ်တာပေါ်မှာမိခိုးနေခဲ့ပါတယ်။မတရားတဲ့ဒီအသာကျဲကြောင့်ပဲသူကလေ့ကျင့်ပွဲတွေမှာတွေ့ကူစွာလွမ်းမိုးနိုင်ခဲ့ပြီးတော့ပြန်ပက်တွေကိုလည်းရုပ်လေးလိုလဝိစင်ပေါ်ကနေလွှတ်ပြစ်နေခဲ့ပါတယ်။မကြခင်မှာပဲလွတ်လပ်မှုပြန်ပွဲရဲ့ပွဲဥထွက်ပွဲကလည်းစတင်နေခဲ့ပါပြီ။ ပွဲစဉ်၄ခုရဲ့ကပထမဆုံးပွဲမှာအင်အားကြီးမားတဲ့ဘရာဇီးဖိုင်တာကရက်စက်တဲ့ထိုးနှက်ချက်တွေနဲ့ဂရီးဖိုင်တာကိုတီးလို့နီးပါးဖြစ်တဲ့အထိကိုရိုင်းနေနေခဲ့ပါတယ်။အဲဒီနောက်ဒါဘိုကလဝိတ်ကျိုးဝမ်းလေးကိုဝင်ရောက်လာခဲ့ပြီးခရီးရှားဖိုင်တာကိုလည်းပြပြတသားကိုချိန်မုံပစ်ခဲ့ပါတယ်။ဒီနောက်မှာတော့ဘိုင်ကလည်းရောက်လာပြီးတော့ပြင်းတဲ့ဖိုင်တာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဂါဂါကဘေးကနေကြည့်နေခဲ့ပြီးတော့သူ့ရဲ့ကျယ်ဝင်ဟောင်းကချက်ချင်းရှုံးနေလိမ့်မယ်လို့ထင်နေခဲ့ပါတယ်။အစားပိုင်းမှာတိုက်ပွဲကတန်းတူဖြစ်နေပြီးတော့ထိုးချက်တွေပြလဲရင်းနဲ့ပဲတင်းမာနေခဲ့ပါတယ်။ ဝိုင်ကာရဲ့မနာမနေတိုက်ခိုက်မှုတွေကြောင့်လက်ဝိတ်စင်ပေါ်မှာသွေးတွေဖုံးလွှမ်းသွားခဲ့ပေမဲ့လည်းပြင်သစ်ဖိုက်တာကတော့လဲကြမသွားဘဲနဲ့ပြင်းပြတဲ့ဆုံးဖြတ်ခြင်းနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ဒါမှမဟုတ်နောက်ဆုံးမှာတော့ဝိုင်ကာရဲ့ခွန်အားကစကားပြောခဲ့ပြီးတော့သူကပင်ပန်းလွှမ်းနေနေတဲ့ပြန်ပေးရဲ့ဂျင်ဘက်ကိုပြင်းပြင်းထန်ထန်ထိုးနဲ့တိုက်ခိုက်ကအနိုင်ယူသွားခဲ့ပါတယ်။ဒါမှမဟုတ်လက်ဝိတ်ကြိုးဝိုင်းကနေထွက်ခွာလာချိန်မှာတော့သူကသူ့ရဲ့တန်ရာရနေတဲ့ခြေထောက်ကိုတိတိတသားထော့နှင်းနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့နာကျင်မှုလို့အဓိပ္ပာယ်ရတဲ့ဒေါ်လိုဆိုတဲ့နာမည်ပြောင်ရထားတဲ့ရော့ကမြောက်ကိုရီးယားကအလင်မြန်တဲ့ဖိုင်တာနဲ့ရင်ဆိုင်ခဲ့ပါလေ။ရော့ကတိုက်ပွဲကိုရင်းဆက်တဲ့မြင်ကွင်းတစ်ခုအဖြစ်ပြောင်းလဲပစ်ခဲ့ပြီးတော့ပရိသတ်တွေအားပေးနေတဲ့ကြားမှာသူ့ရဲ့ပြန်ဘက်ကိုမညမတာထိုးကြည့်လိုက်တဲ့အခါမှာတော့ပေးထွက်တန်ရိုးဖြစ်နေတဲ့ပြန်ဘက်ကနောက်ဆုံးမှသတိလက်ကလဲကျသွားခဲ့ရပါလေ။တိုက်ပွဲပြီးသားတဲ့အခါမှာတော့ထောင်ပုကကစေပီကန်းကိုရောက်လာပြီးရှုံးနေသွားတဲ့တိုက်ခိုက်သမားတွေနဲ့တွေ့ဆုံနေခဲ့ပါလေ။ သူတို့ရဲ့ကစားပွဲကပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့လွန်မြောက်ခွင့်ကလည်းပျောက်ဆုံးသွားပြီဖြစ်ကြောင်းသူကအေးဆက်စွာပြောလိုက်ပါတယ်။ဒါမဲ့ရှုံးနေသူတွေကိုအခန်းတွေစီကိုပြန်ပို့မယ်စားအဆောင်တွေနဲ့ခေါ်ဆောင်သွားခဲ့ပြီးတော့လျှက်ဝက်စာကိုပြင်လိုက်ကြပါတယ်။ရှင်းတဲ့သူတွေကတော့ပြန်ပွဲထမဆခင်ကြောင်မိုင်းတွင်းမှာအလုံချမ်းတွေထပ်လုံနေခဲ့ရပါတယ်။အဲဒီမှာဒါဘိုကတော့ဘိုက်ခကိုထပ်ပြီးတော့ရန်စနေခဲ့ပြန်ပါတယ်။နောက်ဆုံးတိုက်ပွဲမှာဘိုင်ကာရဲ့အားနည်းချက်ကိုတတိထားမိခဲ့တဲ့တာဘူကဒဏ်ရာရနေတဲ့ဒူးကိုလက်သီးနဲ့ထိုးခဲ့ပြီးတော့အဆုံးမရှိတဲ့စကားတွေနဲ့ရန်စနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ဘိုက်ကာကစိတ်ဆင်ရန်ကိုလွတ်ပေးလိုက်ပြီးတော့တာဘိုရဲ့မေးရိုးကိုပြင်းထန်တဲ့လက်တီးချက်တွေးလိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့အကုန်လုံးနဲ့အံ့ဩသွားခဲ့ပါတယ်။တာဘိုတယောက်ဆိတ်လို့ရှားသွားကသူ့လိုချင်နေခဲ့တဲ့တိုက်ပွဲကိုရလာတဲ့အခါမှာတော့လက်တီးတွေစက်တိုက်ကိုထိုးရင်းနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ပြန်ပြစ်ခဲ့ကြတဲ့အတွက်သူတို့နှစ်ယောက်စလုံးကအပြစ်ပေးခံခဲ့ရပါတယ်။ဘိုက်ကာနဲ့တာဘိုတို့ကရေခဲမတက်အေးခဲနေတဲ့အနံ့ဆိုးထွက်နေကလေမရှိလို့အသက်ရှူဖို့တော့ခက်ခဲနေတဲ့နေရာမှာတိုက်ပိတ်ခံခဲ့ရပါတယ်။ ဒီနေရာမှာတော့တာဘူကရမသွားဘဲနဲ့တတုတကားရဲ့ဘာရန်ညီကနေဘွိုက်ကကိုဒေါသထွက်လာအောင်ဆက်ပြီးတော့ရန်စနေခဲ့ပြန်ပါတယ်။တ냐တိုက်ပိတ်ခံရပြီးတဲ့နောက်မှာတော့လူမိုက်ခေါင်းဆောင်တွေကသူတို့ရဲ့ fighter တွေကိုစစ်ဆေးဖို့ရောက်လာခဲ့ကြပါပြီ။အရင်သားတွေကိုတန်ကျိုးခတ်ပြီးတော့ကြောင်ပိုင်းမှာအလုတ်ကျန်းလုတ်ခိုင်းတာကိုတွေ့လိုက်ရတဲ့အခါမှာတော့သဘောမတူခဲ့တဲ့ကိစ္စဖြစ်တဲ့အတွက်အံဩသွားခဲ့ကြပါတယ်။ဒေါသထွက်နေတဲ့ဂါဂါနဲ့ဖော်နာဒီရောကထောင်မွေးရုံကန်းလေးကိုဝင်ရောက်ပြီးတော့သူ့ကိုရင်ဆိုင်ခဲ့ကြပါတယ်။ ဒါမဲ့လည်းထောင်မှုကကတော့သူတို့ရဲ့ဒေါသကိုရေခဲလို့အေးစက်တဲ့ကြီးနဲ့တုတ်ပြန်လိုက်ပြီးတော့သူတို့ရဲ့နောက်ွယ်မှာတိတ်ဆိတ်စွာရက်နေတဲ့မစ္စတာရီဇိုကိုလက်ညှိုးထိုးပြလိုက်ပါတယ်။သူကဒီငိမ့်စွာနဲ့ပဲအမှန်တရားကိုရှင်းပြလိုက်ပါတယ်။ပြန်ပွဲတစ်ခုလုံးကလိမ့်လဲထားတာပဲဖြစ်ပြီးတော့ကျန်တဲ့အကျဉ်းသားတွေကိုပင်မနှွမ်းနေအောင်လှုပ်တာကသူတို့ကိုရှုံးနေအောင်တတ်တက်လှုပ်ထားတာပဲဖြစ်ပါတယ်။ရီဇိုကသူ့ရဲ့လောင်ကြီးအားလုံးကိုကိုလံဘီယာရော့ပေါ်မှာတင်ထားခဲ့တာပဲဖြစ်ပါတယ်။ဝီစကီကိုဖန်ခွက်ထဲလောင်းထည့်ရင်းနဲ့ဒေါသထွက်နေတဲ့ဂါဂါရိုးကိုစနစ်ကိုမဆန့်ကျင်မဲနဲ့ပတ်စံပိုယူလာဖို့နဲ့ ရော့ပေါ်မှာပဲသူတို့ရဲ့လောင်ကြီးတွေကိုထားဖို့ပြောလိုက်ပါတယ်။ကြောင်မိုက်မှာတော့ညင်မနေဆက်မှုဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။တန်ကျိုးတွေနဲ့ဂျီနောင်ထားတဲ့ဘွယ်ကာနဲ့တာဘူတို့ကိုဘေးချင်းရှင်ပြီးတော့ကြောက်ခွဲဖို့ခိုင်းစေလိုက်ပါတယ်။ပြဒနာရှာခြင်းနဲ့တာဘူကရန်ဆာကနောက်ထပ်ပေါပေါဖောက်ခဲ့ပြီးတော့နှစ်ယောက်ကြားမှလည်းတင်းမာနေခဲ့ပါတယ်။တညာဤပြီးတဲ့နောက်မှာတော့ဘွယ်ကာနဲ့တာဘူတို့ကြားကမိတော့ဟာနောက်ဆုံးမှာတော့ငြိမ်းသွားခဲ့ပါပြီ။တယောက်နဲ့တယောက်နဲ့ကတိုက်ခိုက်ရင်ခွန်အားဖြိုးမဲ့စားသူတို့ကစီချင်တိုင်းလှုပ်လို့ရင်းနဲ့စွမ်းအားကိုခြွေတာခဲ့ကြပါတယ်။ ကိုလံဘီယာဘလူးဂျီရော့ကတော့စွမ်းဆောင်ရင်မြင့်တင်စေနောက်တစ်ကြိမ်ထိုးသွင်းနေချိန်မှာသူတို့ကဖွဲလိုက်လှုပ်ဆောင်မှုကြောင့်ဖြည်းဖြည်းချင်းနဲ့အချင်းချင်းလေးစားလာခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ကပထမဆုံးအချိန်ဖြစ်တူညီတဲ့အခြေခံကိုရှာတွေ့ခဲ့ကြပါတယ်။ကြောက်တုံးကြီးကိုတည်နေကြတော့သူတို့ကတတဲတွေတီးပြီးသားကိစ္စကိုပြောဆိုခဲ့ကြပါတယ်။ပြန်ဘက်ကပြင်ဆင်ထားပြီးတော့ရော့တယောက်ထဲသာအနိုင်ရဖို့ရွေထားတာပဲဖြစ်ပါတယ်။ဘိုင်ကာကပို့ပြီးဆိုးရတဲ့အရာတစ်ခုကိုလည်းသဘောပေါက်သွားခဲ့ပါတယ်။ခေါကူမှာရှင်နိုင်မှုလက်ဝဲကျိုးပိုင်းမှာနိုင်ရဖို့ဒါမူတီတာမဟုတ်ဘဲနဲ့ ်နိုင်ငံတွေရဲ့ပြင်ပမှာပါအသက်ရှင်နေထိုင်မှုအပေါ်မှာလည်းမူတည်နေခဲ့ပါတယ်။လှုပ်ရှားလို့ပြီးတဲ့နောက်မှာတော့ပြင်ပန်းနေတဲ့ဘွယ်ကာကလေးကျင်ကန်းကိုရပ်ဖို့ညှဉ်းဆန်းခဲ့ပါတယ်။ဒီချိန်မှာတော့ဒါဝိုကသူနဲ့ပူးပေါင်းလိုက်ပါတယ်။ဒီချိန်ထဲမှာပဲဂါဂါနဲ့ဖော်နက်တို့ကလည်းသူတို့ရဲ့လောင်ကြီးတွေကိုရော့ပေါ်မှာတင်ဖို့ရာသမျှပတ်စံတွေကိုစူးစောင်းနေခဲ့ကြပါတယ်။တေချာစောင့်ကြည့်နေတဲ့ထောင်မှုကပုံမတန်မာလာတဲ့ဘိုင်ဂါနဲ့တာဘူတို့ကိုမြင်တွေ့ခဲ့ပါတယ်။မစ္စတာရင်ဇိုအခြေခံထားတဲ့အတိုင်းရလက်ရအောင်သူကဖိုက်တာနေအောင်လုံးကိုစာမကျွေးဘဲနဲ့လှုပ်လှုပ်ဖို့မိန့်ပေးခဲ့ပါတယ်။ ။ဒါမဲ့လည်းဒီပြပေးမှုကသူတို့ကိုဖြစ်စည်းမဲ့စားသူတို့ရဲ့ဆုံးဖြတ်ချက်ကိုအားဖြည့်ပေးခဲ့ပါတယ်။မိုင်းတွင်းထဲမှာမိတ်ဆွေညီအောင်ကအရင်ကတည်းကပုံမှုစူးစမ်းလေ့ကျင့်ခဲ့ကြပြီးတော့အန်အသင်းနေတဲ့အဆောင်တွေနဲ့ကျင်းသားတွေကြည့်နေတော့တိုက်ထိုးတာထိုင်တာလှုပ်တာနဲ့ကြောက်တုံးကြီးတွေကိုစီးကျက်ညင်ညီပစ်ချတာတွေကိုလှုပ်ဆောင်ခဲ့ကြပါတယ်။မနာမနေလေ့ကျင့်မှုကြောင့်တည်တာတဲ့ကျိုးဆက်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ဘဂိုင်ဒူတန်ရဟောင်းကတော့ပြန်လည်နာကျင်လာခဲ့ပြီးနာကျင်မှုမှတစ်ဆင့်ထုံသွောင်းအောင်လုပ်ဖို့သူ့ကိုတွန်းအားပေးခဲ့ကြပါတယ် ဒါဘုကဒါကိုတတိထားမိပြီးတော့ဂူတော်တစ်ခုကိုပြောပြခဲ့ပါတယ်။တောင်ပေါ်ပန်းနေပါတဲ့အစီကနာကျင်မှုကိုတက်တာစေနိုင်ကြောင်းရှင်းပြလိုက်တဲ့အခါမှာတော့ဘိုက်ကာကအကူအညီကိုလက်ခံလိုက်ပါတယ်။မကြာခင်မှာပဲစီမီဖိုင်နယ်နေ့ကိုရောက်ရှိလာခဲ့ပါပြီ။ဘိုက်ကာတယောက်ဘရာဇီးဖိုင်တာနဲ့ရင်ဆိုင်ဖို့တဲ့လောဝိတ်ဂျိုဝိုင်းနေ့ကိုဝင်ရောက်လာခဲ့ပြီးရော့ကိုလောင်ကြီးထက်ထားတဲ့ဂါဂါကတော့သူ့ရဲ့တန်တရားတွေကိုဖုံးကွယ်ထားပြီးတော့သူ့ကိုထောက်ခံခဲ့ပါတယ်။ဘိုက်ကာကပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပေမဲ့လည်းဒူးတန်ရာကြောင့်နှီးခွေးနေခဲ့ပါတယ်။ အဲဒီနောက်နီကကြီးရှုနေတဲ့ရောကသူ့ရဲ့ပြန်ပေးရဲ့ခြေထောက်ကအားနဲ့ချက်ကိုတတိပြုမိသွားခဲ့ပါတယ်။ဒါမဲ့လည်းဘိုက်ကနာကျင်မှုကိုတီးခံခဲ့ပြီးဘရာဇီးဖိုက်တာကိုလည်းအမိဖမ်းကရှုံးပေးစေခဲ့ပြီးတော့ဘိုလူဝဲမှာသူ့နေရာကိုတည်ချစေခဲ့ပါတယ်။ပထမဆုံးအချိန်ဖြစ်မစ္စတာရီဇိုတယောက်စိတ်ပူပန်တဲ့လက္ခဏာတွေပြသနေခဲ့ပါတယ်။ဒါဘူကလည်းအစည်းအဝေးကိုနှောက်ရှက်နိုင်လောက်အားကောင်းနေနိုင်မှာကိုစိုးရိမ်နေတဲ့အတွက်သူက ထောင်မှုကတ်ကိုတိုက်ရိုက်မေးတစ်ခုပေးခဲ့ပါတယ်။ နောက်ထပ်တိုက်ပွဲမတိုင်ခင်မှာတော့တာဘိုကိုအားနဲ့နေအောင်လို့စောင့်တွေကအမိန့်တိုင်းရက်ဆက်ကြမ်းကြုတ်စွာတာဘိုကိုတေလူနီးပါးဖြစ်တဲ့အထိကိုရိုက်နှက်ခဲ့ကြပါတယ်။ဘိုင်ကာကအခန်းထဲမှာဒန်ယာရီနဲ့ပြင်းနေနေတဲ့သူ့ကိုတွေ့တော့တာဘိုကနာကျင်ခံစားနေရတာတော့မှသူကလက်ဝဲကျိုးအိမ်ပေါ်ကိုတအုံးမှဖြစ်ကြောင်းပြောလိုက်ပါတယ်။ဘိုင်ကာအာယုံဆိုင်မှုပြင်းနေလေးကျင့်နေတော့မှရောဂါရောအရေးတဲကနေအနားရောက်လာခဲ့ပါတယ်။ရောဂါသူ့ကိုတိတ်ကအကြောင်းအားလုံးကိုတီကြောင်းပြောပြလိုက်ပါတယ်။ဘိုင်ကာကကျင်းတော်တိုက်ပွဲတွေရဲ့ပရင်ဟောင်းတချိန်ကလက်ဝဲကျိုးအိမ်ကိုအုပ်စိုးခဲ့သူဖြစ်ပေမဲ့လည်း နောက်ဆုံးမှာတော့အရှက်ရစရာရှုံးနေမှုကိုခံစားခဲ့ရတာပဲဖြစ်ပါတယ်။ရော့ကဘိုက်ကာရဲ့အမေရိကန်တငယ်ချင်းဟာမကြခင်အသက်ရှင်တိုင်းမှာမုတ်တော့တဲ့အကြောင်းကိုလည်းအေးမွယ်ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။လေကျင်းမှုတွေပြီးဆုံးသွားတဲ့အခါမှာတော့ဘိုက်ကာတယောက်တာဝန်ကိုကြည့်ရှုဖို့သွားခဲ့ပါတယ်။သူရဲ့ခန်းထဲမှာဘာမှမရှိပေမဲ့မကြခင်မှာပဲပင်ပန်းနှမ်းနေနေပေမဲ့ကြိုးစားနေတဲ့တာဖို့ကိုတွေ့ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်စလုံးကအချင်းချင်းလှုပ်ကြမ်းလှုပ်ဖို့အတွက် minus C ကိုပြန်ပို့ခံခဲ့ရပြန်ပါတယ်။ သူတငယ်ချင်းရုံးကန်နေရတာကိုမြင်လိုက်ရတဲ့အခါမှာတော့နောက်တိုက်ပွဲကိုရှင်းသန်နိုင်မှာမဟုတ်ဘူးဆိုတာကိုဘိုက်ကာတယောက်သဘောပေါက်သွားခဲ့ပါတယ်။ကြောင်မိုင်းတွေမှာသူကဒါဘူကိုလဝိတ်ကျိုးဝိုင်းတဲ့မပြန်ဘဲနဲ့တောရဲကိုထွက်ပြေးဖို့တိုက်တွန်းလိုက်ပါတယ်။ဘိုက်ကာကသူတို့ရဲ့တန်ကြိုးတွေကိုဖြိုပေးမဲ့အကြောင်းပြောခဲ့ပေမဲ့လည်းအစတော့ဒါဘူကငင်းဆန်ခဲ့ပေမဲ့လည်းအဆုံးထိတိုက်ခိုက်ဖို့ကသူ့ရဲ့တာဝန်ဖြစ်ကြောင်းပြောခဲ့ပါတယ်။သူကရှုံးနေရင်တော့မှထွက်ပြေးတာလောက်ရှေ့ရမှာမဟုတ်တဲ့အတွက်အကျဉ်းဆောင်ကိုပဲပြန်သွားကျင်ခဲ့ပါတယ်။ သူတို့ကစကားပြောနေကြတော့မှပဲတကြီးရဲ့ရေတန်းသမားကြီးကအနားရောက်လာကရှုံးနေသွားတဲ့တက်ခိုက်သမားတွေဟာကျင်းတော်ကိုပြန်မသွားရကြောင်တိုးတိုးတက်တက်လေးပြောပြသွားခဲ့ပါတယ်။သူတို့ထဲကဘသူမှအသက်ရှင်လျက်ထွက်မလာခဲ့ကြောင်သိလိုက်ရတဲ့အခါမှာတော့အရာအလုံးကပြောင်းလဲသွားခဲ့ပါတယ်။ဒါဘုကနောက်ဆုံးမှာတော့ဘိုက်ကာရဲ့အစီအစဉ်ကိုသဘောတူလိုက်ပါတယ်။အဆောင်တယောက်ကဝေးရကိုထွက်သွားတဲ့အခါမှာတော့သူတို့ကခြေချင်းတွေကိုရိုက်ခွဲဖို့ကြိုးစားခဲ့ကြပါပဲလေ။တန်တူရင်ကတန်ကြိုးတွေမပြည့်စည်ခင်ကျိုးပဲ့သွားခဲ့ပါတယ်။ အချက်ပေးတန်ကြောင့်ဆောင်းတွေကအလင်းမြန်ရောက်လာခဲ့တဲ့နောက်မှာတော့အကျန်းဖက်ရံပွဲတစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ဘိုင်ကာကတိုက်ခိုက်သူတွေကိုလိုလဲကူကူကန်ထုတ်နိုင်ခဲ့ပေမဲ့အားနေနေတဲ့တာဝိုကိုတော့တုတ်တွေနဲ့ရိုက်နေခဲ့ကြပါတယ်။ဂျိုရဲမှုကြောင့်မှဘိုင်ကာကတော့တွေကိုလူယူပြီးတော့တာဝိုရဲ့ခြေချင်းတွေကိုဖွင့်ပြေးခဲ့ပါတယ်။တခြားချင်းသားတွေရဲ့ကူညီနဲ့တာဝိုကတောင်ကုန်းပေါ်ကိုတက်ပြီးတော့တော်တွေကိုတွပြေးနိုင်ခဲ့ပါတယ်။ဒါမှမဟုတ်ဘိုင်ကာကတော့တနတ်တင်တဲ့ကောင်းကိုရိုက်ခံလိုက်ကြပါတယ်။ဘုံကံမှုပြီးဆုံးချိန်မှာတော့ဘိုင်ကာကတတိလက်ပြီးတော့ကြံရဲခဲ့ပါတယ်။ ဗိုင်ကာကသူ့ရဲ့ခန်းထဲမှာနိုးလာခဲ့ပြီးတော့တန်ရာကြောင့်မူဝေနေခဲ့ပါတယ်။တောင်မူကန်နဲ့မစ္စတာရီဇိုတို့ကလည်းသူနားမှာရှိနေပါတယ်။ဖိုင်တာကဂါဂါကိုတွေ့ဆုံမှုတောင်းဆိုခဲ့ပြီးတော့မကြာခင်မှာပဲရာဇဝတ်ခိုင်းကောင်းဆောင်ဂါဂါရောက်လာခဲ့ပါတယ်။အေးဆက်ပြီးစိတ်ကံစားမှုမရှိတဲ့ဂါဂါကလောင်ကြီးအစ်တစ်ခုထားပြီးပြီဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ဒီချိန်မှာတော့သူကရော့ဘော်မှာလောင်းထားခဲ့ပြီးတော့ဗိုင်ကာကဘူလူပွဲမှာရင်ဆိုင်ရမယ်လို့ဖြစ်နေခဲ့ပါတယ်။ဒီနောက်မှာတော့နောက်ဆုံးတိုက်ပွဲနေ့ကိုရောက်ရှိလာခဲ့ပါတယ်။ရော့ဒေါ်လိုဟာလဝိတ်ဂျိုးဝိုင်းပေါ်မှာဗိုင်ကာနဲ့ရင်ဆိုင်နေခဲ့ပါတယ်။ ဒိုင်လူကြီးကစတင်ဖို့ချက်ပြလိုက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ကတူညီတဲ့လက်သီးချက်တွေနဲ့ထိတ်တိုက်ကိုတွေ့ခဲ့ကြပါတယ်။နှစ်ယောက်လုံးကထိုးနှက်ချက်တိုင်းကိုပိတ်ဆို့ပြီးတော့ဖမ်းချုပ်ဖို့ကြိုးစားမှုတိုင်းကိုလည်းခုခံနေခဲ့ပါတယ်။ဒီနောက်မှာတော့ရော့ဂါဘိုင်ကာရဲ့မေးရိုးကိုတိုက်ရိုက်ထိုးနှက်နိုင်ခဲ့ပါတယ်။သူ့ရဲ့ပါဇက်ကနေသွေးတွေနဲ့တူသွားကလည်းလွန့်ထွက်သွားခဲ့ပြီးတော့သူ့ရဲ့အမြအယုံကလည်းရေဇိုနဲ့သူ့ရဲ့ဖွဲ့ဝင်တွေရဲ့လောင်ပြောင်တဲ့ပုံရိပ်တွေကြားမှာဝေဝါးသွားခဲ့ပါတယ်။ဒေါသနဲ့လောင်ကျွမ်းနေတဲ့ဘိုင်ကာတယောက်အာယူကရှေ့ကိုခုန်တက်ခဲ့ပြီးတော့ရော့ကိုလည်းလဲကြအောင်ကြိုးစားခဲ့ပါတယ်။ ါမဲ့သူ့ရဲ့ပြိုင်ဘက်ကအစင်းလင်းကိုပြင်ထားပါတယ်။ရော့ဂါဘိုက်ကာရဲ့ဒဏ်ရာရနေတဲ့ခြေောက်ကိုဖမ်းဆိုလိုက်ပြီးတော့ဒဏ်ရာရနေတဲ့ဒူးကိုလည်းလိန်ချိုးလိုက်တော့ခါမှာတော့ဘိုက်ကာတယောက်နာကျင်မှုကြောင့်အော်ဟစ်ခဲ့ရပါတယ်။ဘိုက်ကာတယောက်ကျမ်းမြေပေါ်မှာရုန်းကန်နေရတဲ့ခါမှာတော့ဂါဂါနဲ့ဖော်နာဒီတို့ဟာပွားပေါက်တိုးပြီးဆိုတာတေချာနေတဲ့အတွက်အောင်ပွဲခံနေခဲ့ကြပါတယ်။ဘိုက်ကာကဖမ်းချုပ်မှုကနေလွတ်မြောက်သွားခဲ့တဲ့ခါမှာတော့သူ့ရဲ့တိုက်ခိုက်မှုကရပ်တန့်သွားခဲ့ပါတယ်။ရော့ဂါလက်သီးကျပေါင်းများစွာကိုမိုးရွာသလိုမျိုးဆက်တိုက်ကိုထိုးချနေခဲ့ပါတယ်။ ဘာကာတယောက်ပြန်ထလာတဲ့အခါမှာတော့ရောရဲ့ပြင်းထန်တဲ့ထိုးနှစ်ချက်ကသူ့ရဲ့ကျိုးပဲ့နေတဲ့ခန္ဓာကိုယ်ကိုလက်ဝိတ်စင်ပေါ်ကနေလဲကျသွားစေခဲ့ပါတယ်။ဒါကြောင့်ရောကအောင်ပွဲခံတဲ့အနေနဲ့လက်နှစ်ဖက်ကိုမြှောက်လိုက်ချိန်မှာပဲဒိုင်လူကြီးကရေတွက်ချင်းကိုစတင်လိုက်ပါတယ်။ကျမ်းပြေပေါ်မှာတော့ဘာကာရဲ့မုံဝါနေတဲ့အမြင်ကကျမ်းတိုက်တန်ကိုမြင်လိုက်ရပြီးတော့အတိတ်ကအမှတ်ရစရာတွေကိုလည်းတတိယသွားခဲ့ပါတယ်။အဲ့ဒီထင်မှာဒါဘိုးရဲ့တန်ကလည်းလာရောညီတွေဖြစ်အောင်နေပြီးတော့ခက်ခဲတွေကိုအောင်မြင်ကျော်လွှားဖို့တတိပေးနေခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးခွန်အားကိုစူးစင်းဘိုင်ကာကဒူးကိုအဝတ်စားနဲ့ချီကာနံပါတ်ရေတွက်တာရှေ့ရောက်တဲ့အချိန်မှာတော့အတင်းကျပ်ကိုထားလိုက်ပါတယ်။အဲဒါကြောင့်ဒိုင်လူကြီးကလည်းရက်တန့်လိုက်ရပြီးတော့သူကလည်းလဝိတ်ဂျိုးဝိုင်းဘော်ကိုပြန်တက်ကဆက်လက်တိုက်ခိုက်ဖို့အသင့်ပြင်ခဲ့ပါတယ်။ပရိသတ်တွေကရော့တဲ့အော်ရဲ့နေခဲ့ကြပြီမဲ့ဘိုင်ကာထလာတဲ့အခါမှာတော့အားကောင်းတဲ့လက်သီးတစ်ချက်ကျွေးလိုက်တဲ့အခါမှာရော့တယောက်ချမ်းမြင်ဖို့ကိုလဲကျသွားခဲ့ပါတယ်။ရုတ်တရက်လဝိတ်ကွင်းကလည်းတိတ်ဆိတ်သွားခဲ့ပြီးတော့ဘိုင်ကာရဲ့လက်သီးချက်တွေကသူ့ရဲ့ပြန်ပွက်ကိုထပ်တလဲလဲထိုးနေနေတဲ့အတန်သာကြားနေခဲ့ရပါတယ်။ ရောဂါမျိုးပင်ပေါ်ကိုထပ်မံလဲကျသွားတဲ့အခါမှာတော့တိတ်ဆိတ်မှုဟာဖွယ်ကားအတွက်လျှက်စီးလက်သလိုမျိုးအားပေးတဲ့နေအဖြစ်ကိုပေါက်ကွဲသွားခဲ့ပါတယ်။မစ္စတာရီဇိုနဲ့သူ့ရဲ့မိဖွဲ့တီဟာလည်းပွဲကိုကြည့်နေရင်းနဲ့စိတ်မသက်မသားတွေဖြစ်လာခဲ့ကြပါပြီ။ရောဂါပွဲကိုအဆုံးသတ်ဖို့တပံပြန်လဲထလာခဲ့ပြီးတော့ဖွယ်ကားရဲ့ဒဏ်ရာရနေတဲ့ဒူးကိုလည်းပြတ်မှတ်ထားခဲ့ပေမဲ့ဒီချိန်မှာတော့ဖွယ်ကားကမဟာဒဏ္ဍာရီကြီးလိုကြံ့ကြံ့ခံပြီးတော့ရပ်တည်နေခဲ့ပါတယ်။ရောတက်ခဲလိုက်တဲ့အခါမှာတော့သူ့ရဲ့ခြေထောက်ကဖွယ်ကားရဲ့ဒူးကောင်ကိုကမ်းမိပြီးတော့ကျိုးပဲ့သွားကစမ်းပြေပေါ်မှာခွေကျသွားခဲ့ပါတယ်။ ိုလူဝဲရလိုက်ကြောက်ကျင်းအောင်တစ်ခုလုံးလဲပေါက်ကွဲသွားခဲ့ပါတယ်။ဘိုက်ကာကျင်းအောင်တိုက်ပွဲတွေရဲ့ငင်းပွားပွဲမရှိတဲ့ဘရင်ဖြစ်သူ့ရဲ့ခေါင်းစဉ်ကိုလည်းပြန်လည်ရယူနိုင်ခဲ့ပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျ။ဒီလိုဇလန်ကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ဇုံဒီနားဆင်ပေးခဲ့ကြတဲ့တူးချင်းစီတိုင်းကိုလည်းကျေးဇူးတူးပဲတင်ရှိပါရခင်ဗျာ။